မင်္ဂလာဦးညကိုဇနီးမောင်နှံနှစ်ယောက်ထဲဖြတ်တန်းခွင့်မရပဲတငယ်ချင်းတွေကနှောက်ရှက်နေလို့တငယ်ချင်းတွေနဲ့မနက်၃နာရီအထိအတူရှိခဲ့တဲ့ငယ်စဉ်ဆုံးတွဲလေးမင်္ဂလာပါပရိသတ်ကြည့်ရှင်ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကတော့တရုတ်ဆောင်ဟိဝင်ရဲနဲ့ဆွေပြေသစင်တို့နှစ်ယောက်ရဲ့မင်္ဂလာညစာစားပွဲလေးအောင်မြင်စွာနဲ့ကျင်းပပြုလုပ်ပြီးစီးသွားခဲ့ပြီးမင်္ဂလာဧကခံပွဲတွေအားလုံးပြီးစီးသွားလို့မင်္ဂလာဦးညကိုဖြတ်တန်းရမယ့်အချိန်ကိုရောက်လာခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ငယ်စဉ်ဆုံးတွဲလေးရဲ့မင်္ဂလာဦးညမှာတငယ်ချင်းတွေကမပြောင်းကြပဲငယ်စဉ်ဆုံးတွဲနဲ့အတူမနက်၃နာရီအထိအတူတူရှိခဲ့ကြတယ်လို့တရုတ်ဆောင်လီလီကျော်ခိုင်တို့ဆုံးတွဲကပြောပြထားလာလေးဖြစ်ပါတယ် တရုတ်ဆောင်ဟင်းဝေးရန်ဟာဆိုပြင်းတဲ့အခြေရေးကိုမချပြခင်အချိန်ကလေးကတရုတ်ဆောင်ဆိုင်းစီဒရမ်ခန်တရုတ်ဆောင်လီလီကျော်ခိုင်နဲ့လီလီကျော်ခိုင်ရဲ့ချစ်သူဖြစ်သူဒါရိုက်တာအာကာဆိုးဦးလို့နဲ့အတူမိတ်ဆွေတငယ်ချင်းတွေအဖြစ်ရင်းရင်းနှီးနှီးအတွေ့များခဲ့တာဖြစ်ပြီးငယ်စဉ်ရဲ့မင်္ဂလာပွဲလေးကျင်းပချိန်မှလည်းဒီတငယ်ချင်းအဖွဲ့တွေအားလုံးကဘေးကနေအဆအဆရရပံ့ပိုးပေးခဲ့ကြတာလည်းဖြစ်ပါတယ် မင်္ဂလာပွဲတွေအားလုံးပြီးစီးသွားလို့မင်္ဂလာဦးညကိုဖြတ်တန်းကြရမယ့်အချိန်မှလည်းတကယ်ချင်းတွေကအိမ်မပြန်ကြပဲငယ်စဉ်ဆုံးတွဲလေးနဲ့အတူမနက်3နာရီအထိရှိနေခဲ့ကြတာဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်မင်္ဂလာဦးညကိုတကယ်ချင်းတွေနဲ့အတူတူဖြတ်တန်းခဲ့ရတဲ့အမှတ်တရလေးကိုတော့ငယ်စဉ်ဆုံးတွဲလေးကဘယ်တော့မှမေ့နိုင်တော့မှမဟုတ်ဘူးလို့ထင်ပါတယ် 谢谢，谢谢，谢谢，谢谢。